ကားပိသက်များအားလုံးပဲမင်္ဂလာပါဗျာဒီတစ်ပတ်ဒါပရီးမီးယားလိသုံးသက်ချက်အစီအစဉ်မှာတော့စနေနေ့နောက်ဆုံးဒါလက်ကျန်ပွဲစဉ်ဖြစ်တဲ့ Frankfurt နဲ့ Liverpool ပွဲစဉ်အကြောင်းကိုကျွန်တော်နဲ့အတူဒါညီငယ်တွေဖြစ်တဲ့ကောင်းတင်နဲ့အိုဝင်တို့ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါညီလေးတို့မင်္ဂလာပါဗျမင်္ဂလာပါဗျဒီတစ်ပတ်မှာတော့ Liverpool သင်းကဒါပရီးမီးယားလိမှာနိုင်ပွဲပြောင်းနေမှုတွေရှုံးမဲ့ဆက်နေမှုတွေကိုဒါရည်တမ်းမှုစ조사ရမယ်ဂျားထဲမှာတော့ Frankfurt ကို Champions League မှာအနိုင်ရပြီးတော့နိုင်ပွဲတော့ပြန်ရှာထားတယ်ဒါပေမဲ့ Premier League မှာတော့သူတို့ လက်ရှိချိန်ထိဒါရုန်းကန်နေရတဲ့အနေအထားပေါ့နော်တစ်ဖက်မှာတော့ Brentford ကဒီရာဒီမှာလဲသူတို့ရဲ့ဒီနီးပြအပြောင်းလဲရှိထားတယ်ဆိုပေမဲ့တိတ်ထူးထူးခြားခြားဘာမှသူကဟိုမရှိဘူးပေါ့နော်ပုံမှန်တိုင်းပဲရှိသိရှိတိုင်းတဲ့အနေအထားမှာရှိနေသေးဆိုတော့ဒီပွဲကတေချာလာတော့ Liverpool အနေနဲ့ဒီ PR တွေအောက်ကနေရုတ်ထွက်ဖို့အတွက်နိုင်ပွဲပြန်ရှာဖို့လိုနေတဲ့ပွဲဆိုဒီပွဲနဲ့ပတ်သက်ပြီးတော့ဒီလေးအိုဝင်ရဲ့အမြင်လေးစပြီးပြောပြပါဦး Brentford ကတော့ Premier League မှာဒါ long throw တွေဒီ long ball တွေပေါ့လေအမြင်ဘောတွေအသုံးများတယ်ပေါ့လေအသုံးများတဲ့အသင်းဖြစ်တယ် ဒါပေမဲ့တခုရှိတာက Arnis Law ကဒါပြီးခဲ့တဲ့ front fan နဲ့ပွဲမတိုင်ခင်မှာသူပြောသွားရနော်ဒီလိုမျိုး brand ban လေးကိုဒီ Manchester United လို့ဒီလို long ball တွေနဲ့ကစားတဲ့အသင်းတွေဆိုသူနည်းနည်းလေးရုံးကန်ရုံးကန်ခဲ့ရတယ်ဗောလေဒါမဆိုင်ဘူးဗောလေကျွန်တော်တော့ဒီပြောရစကားကိုကျွန်တော်သိမကြိုက်ဘူးဗောဘာလို့လဲဆိုတော့ပြိုင်ဘက်ကဘလို့အနေထားမနေပဲရင်ဆိုင်လိုင်းဒါသူ့အတွက်ကအတူတူဖြစ်နေတာအကုန်လုံးအဘက်ဘက်ကဗောဒါပြင်ဆင်လာမယ့်အပိုင်းဗောအဲ့တော့အသင်းนี่ပြိုင်ဘက်အသင်းတွေကလည်းသူတို့အားသက်ချက်ကိုသူအသုံးချမှာအဲ့တော့ Manchester United ကလည်းအခုကျွန်တော်တို့နောက်ဆုံးပြန်ချင်းမယ်ဆို Manchester အဲ sorry ဒီ brand forward ပေါ့ဒီ manchester united ကိုနိုင်တော့ပွဲမှာဆိုရင်သူတို့ရဲ့ဒီ long ball တွေဒီ throw in တွေနဲ့ပဲအဓိကဖိအားပေးခဲ့တယ်ပေါ့လေအဲ့တော့ liverpool ကိုလည်းဒီတိုင်းပဲသူဖိအားပေးတယ်သူတို့ရဲ့ဟိုအသာချက်ပေါ့ဒါဒါကသူတို့ရဲ့အသာချက်တစ်ခုလို့ပြောလို့ရတယ်အဲ့လိုမျိုးပဲဒီ long throw ပြတဲ့နေရာမှာလည်းဒီညာနောက်ခံအဆုံးက carolia တော်တော်လေးအားကောင်းတယ်ဒါ premier league ကစားသမားတွေမှာသူ long throw ပြတော့တော်တော်လေးသဘောကျတယ်ပြီးကြတယ်အဝေးကိုအများဆုံးပြစ်နိုင်တယ်အဲ့တော့အကွာဝေးပေါ့လေအများဆုံးပြစ်နိုင်အဲ့တော့တော်တော်လေးသဘောကျတယ်ဒီတော့ဒီ liverpool ကိုလည်းသူတို့ဒီလို အနေထားမျိုးတော့ဖိအားပေးလာအောင်ပါအဲ့တော့လေဘာဘူးကရှေ့မှာဒါလေးပွဲဆက်သူတို့ဒါပြိုင်ပွဲဆိုမှာရှုံးထားတယ်အဲ့တော့ဒါ front pack နဲ့ပွဲမှာသူတို့ပြန်ပြီးအနိုင်ရခဲ့တယ်ဗောလေအဲ့တော့အနိုင်ရတဲ့ဆုံးမှာအသင်းရဲ့ဘယ်လိုပြောမလဲရှိတ်လေးပဲသူတို့ပြောင်းသွားတာဟိုအထဲထဲမှာဘယ်လိုပြောမလဲဒီ on the pitch မှာသူတို့ရဲ့ဒီနီးပြောင်မဲ့ဆိုင်အញ្ញန်းကြီးလည်းပြောင်းသွားတာတော့မဟုတ်ဘူးဒါပေမဲ့တခုရှိတာကကတ်တစ်ကြောင်ပါတဲ့ကွင်းလေကမက်အလက်စတာပါတဲ့ကွင်းလေထဲပို့ပြီးတော့ဟိုဘက်ကဘက်မှာ glory အားကောင်းတာကျွန်တော်တွေ့ရတယ်အထူးသဖြင့်ဒီကတ်တစ်ကြောင်ကဒါပြောမယ်ဆိုရင်တော့ကျွန်တော်ဒီ lesson အားလုံး မရှိတဲ့အပိုင်းဒါလဘာဘူးကဒါ backup ရှိမှာဟိုကာတင်ကြုံပါတာပို့ပြီးတော့အကောင့်လေးကျွန်တော်ခန်းစားရတယ်ဒါပေမဲ့တခုရှိတာကဒီဘွဲမှာသူတို့ဘလို့ပြန်ပြီးရင်ဆိုင်လာမလဲအဓိကတော့ဟိုဟာ Elevena Isaac ကတိုင်တိုင်ရရပါဘောဒီဘွဲမှာဘာမှမသေးကြဘူးအဲ့တော့မသေးကြတဲ့အတွက်ဒီ Elevena Isaac နေရာမှာအသေးကြပါလေဒါပြီးခဲ့တဲ့ဘွဲမှာဒါ line အောက်ခံထားတယ်မူဆလာပြန်ပါလာမယ်အဲ့တော့ဒီလိုအပြောင်းလဲနေကြမှာဒါလဘာဘူးနေဒီဘွဲမှာဘလို့ပြင်ဆင်လာမလဲသေချာတော့ဒီ Brand 4ကဒီ long ball နဲ့ ကစားမယ်အများဆုံးကစားမယ်ဒီလိုပွဲမျိုးမှာသူ့ရဲ့ဒီ game plan ဘယ်လိုဖြစ်လာမလဲအဲ့ဒီချက်ကရန်စုံမှာတော့ကောင်းတယ်မှန်ပါတယ်ဒါ Brentford ဒီရာဒီကစားထားတဲ့ဘက်မှာ Chelsea နဲ့ဘက်မှာလည်း direct attack ကနေပြီးတော့ဒါ Kevin Shaday ထင်တယ်เนาะတွင်းသွားတာပြီး United နဲ့ဘက်မှာလည်းအဲ long throw တွေ long ball တွေကနေဒုက္ခပေးသွားပြီးတော့ Chelsea ကိုတည်ရေကန်နဲ့ United ကိုအနိုင်ကန်နဲ့ Man City ကိုတောင်းပါ1-0နဲ့ကတ်ရှုံးခဲ့တာဆိုတော့အသင်းကြီးတွေတော်တော်လေးကစားခတ်တဲ့အပြိုင်ပွဲလို့ပြောလို့ရတယ်ဘာဘူးကတော့ပြီးခဲ့တဲ့ Champions League ဘက်မှာ Frankfurt ကို5-1နဲ့နိုင်ခဲ့တယ်ဆိုပေမဲ့ ဒါပရီးမီးယားလိပြိုင်ဘက်တွေကကြာသူအထာပိုနဲ့တယ်ပြီးတော့ကစားပုံမတူတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရမယ်ဆိုတော့အဲ့တော့ဒီပွဲပေါ်မှာညီလေးရဲ့အမြင်လေးလေးပြောပြပါဦးအော်ဒီပွဲကတော့အာနီစလော့ကတော့ပြီးခဲ့တဲ့ပွဲမှာသူ့ရဲ့မိဘဘာပိုင်းပြန်လဲချိန်ညှိမှုလေးတွေလုပ်ပြီးတော့ရလက်ကောင်းလဲထွက်ခဲ့တယ်ဒီဖီယာရီအောက်ကနေလဲရုံးထွက်နိုင်ခဲ့တယ်ပေါ့လေအဲဒါပေမဲ့ဘရက်ဖို့က front back နဲ့မတူဘူး ကစားတဲ့ပုံစံအဲ့မှာခုနကကိုဝင်ပြောခဲ့တယ်လို့ပဲ तू ပွဲပြီးမှာ front man နဲ့ပွဲပြီးမှာပြောတာရှိတယ်အဲသူ့ရဲ့ဒီ present ကရှေ့ပွဲတွေမှာလည်း तू ကောင်းကောင်းပေးခဲ့တာပဲငါတို့ဒီ Anislo ရဲ့ပြောစကားအရဆိုငါတို့ဒီရှေ့ Palace နဲ့ပွဲ Everton နဲ့ပွဲဒီ Galatasaray နဲ့ပွဲ Man နဲ့ပွဲလည်းကောင်းကောင်းပေးခဲ့တယ်ဒါပေမဲ့ပြိုင်ဘက်กว่าလို့ဒီပြိုင်ဘက်ကခုဒီငါတို့ present ပေးရတဲ့ပြိုင်ဘက်ဒီ front back ပေါ့လေဒီ front back က ဘေးရက်တဲတာမြေမြေကြီးပေါ်မှာဘောလုံးရှိတယ် ground ball တွေရှိတယ်ရှေ့ကဘန်လီလို့ United တော့မတူဘူးဘောလုံးက၄ဘောမှာဆိုပြီးတော့ तू ဒါကတော့ဟိုစင်ကြေလို့ပဲပြောရမှာလေအဲ့လိုမျိုး तू ပေးသွားတယ်အဲ့ကြောင့်သူတို့ရုံးကန်နေရတာဆိုပြီးတော့ तू ထည့်ပြောသွားတယ်ဒါပေမဲ့တစ်ဖက်ကအခု Bradford မှာဆိုရင် Bradford ကဒီလိုမျိုး long ball တွေနဲ့သွားမယ်အသင်းပေါ့လေအဲ့တော့ဒီ front back ကိုနိုင်ခဲ့တဲ့ဘွဲကရှိတ်အတိုင်းထပ်ပြီးပွဲထုတ်လာဖို့တော့ရှိတယ်ဒါပေမဲ့ front back ကိုနိုင်ခဲ့တဲ့ဘွဲအတိုင်းဟိုဟို ရလက်ကောင်းရဖို့ညှော်လင်းဖို့တော့ကျင်းသေးပြီးညှော်လင်းထားလို့တော့မရဘူးပေါ့လေ brand book ကလည်းအရန်အားကောင်းတဲ့အသင်းဒီ second book ကောက်တဲ့ဟာတွေမှာဒီ fred ဘက်နဲ့ဘာမှမဆိုင်ဘူးပေါ့ fred ဖို့လို့အသင်းရပြီးတော့ဒီ kate and drew ဆိုတာကလည်းဒီဒီ thomas fred ရဲ့နေရာကိုဝင်လာရဲဆိုမဲ့သူကအရင်နှစ်ထဲကလည်းဒီ sub pitch ကိုအရင်ရှိခဲ့တဲ့နီးပြဆိုတော့ဒီ long throw တွေပေါ့အဓိကလက်ပစ်ဘောတွေမှာအရန်ဟိုထူးကြွနေပြီးတော့သူတို့မှနည်းနည်းကွဲပြားတာရှိတယ်ခုနကကိုဝင်ပြောခဲ့တဲ့ဒီ KOD တို့ပါလို့ဆိုရင်ဒီ middle တက်လောက်ကဒီ long throw ကိုဒီ6ကိုက်စီတဲ့ကိုကြောက်ပြောင်းနိုင် ပြီးတော့သူတို့မှလောင်သူတို့မှတခြားအသင်းတွေနဲ့ကျန်တဲ့ပရီးမီးယားလိဂ်ကလောင်သူတို့ပြစ်တဲ့ဒီပြီးတော့နည်းနည်းကွဲပြားလာတာဒီလောင်သူတို့ပြစ်တဲ့အခါမှာဒီပြစ်တဲ့ဘက်ချမ်းနေပြီးတော့ဟိုအနည်းဆုံးကို့အသင်းပေါ့လေကစားသမားတခြားအသင်းတွေရဲ့လောင်သူတို့ကြီးလိုက်မှသူ2 3ဆိုတာရှိတယ်2ဆိုတာကဒီပထမဆုံးကြရမယ် flip area ပေါ့ဒီ flip ကနေ shunting လေးတွေကိုခေါင်းဥဝင်လဲဥဝင်မယ်ဒီပြိုင်ဘက်ကခံစမှုတွေခေါင်းဝင်လဲအဲ့ကနေပြန်ကြလာတဲ့စက္ကန့်ကနောက်တဲ့ area ပေါ့ဒီ6 6စီထိ အဲ့မှာ flip area မှာတခြားတဲ့နေရာ2ယောက်သုံးတယ်ပြန်ပိတ်မဲ့စကန်ဘောနေရာမှာ3ယောက်သုံးတယ် bravo ကကြတော့ဒီ flip area မှာ3ယောက်ထိသုံးတာကိုတွားတွားပြီးတွေ့ရတယ်တခါလေသူတို့ပြန်ပိတ်မဲ့စကန်ဘောနေရာမှာတော့3ယောက်သုံးလည်းသုံးတာရှိတယ်2ယောက်သုံးလည်းသုံးတာရှိတယ်အဲ့လိုနေထားတဲ့ဒီအာကောင်ပြီးထူးကြတဲ့အသင်းပေါ့လေဒီ long throw trend ကိုလည်းပြန်ပြီးဒီ return ပြန်လုပ်ခဲ့တဲ့အသင်းလို့လည်းပြောလို့ရတယ် တပတ်ကလီဗာပူးကိုပြန်ကြည့်လိုက်တော့ဒီယာဒီမှာ set piece တွေကနေတော်တော်လေးခိုးပေးရတယ် set piece ကနေ drive set piece ကနေခိုးပေးရလဲရှိတယ်ဒီ after set piece လို့ခေါ်တယ်ပြန်ကြလာတဲ့စကန်ဘောတွေမနိုင်ဘူးဥမာဒီ Newcastle နေရာဆိုရင်ဒီလက်ပြောညှောက်လိုက်တယ်ပြန်ကြလာတဲ့စကန်ဘောကိုမနိုင်ဘူးဒီဒီ Liverman တို့ကဖြတ်တယ်မပြေးလိုက်တယ် Grimaras ကခေါင်းတိုက်သွားတယ်ဆိုတဲ့ပုံစံမျိုးဒီ after set piece ကနေလေတော်တော်လေးခိုးတွေပေးထားတယ်အသင်းပေါ့အဲ့တော့ Bradford ဒီ front back နဲ့တော့လုံးဝမတူဘူး front back နဲ့နေရာအတိုင်းဒီနီးပြွာအတိုင်းသူချိန်ညှိထားတဲ့နီးပြွာအတိုင်းပြန်ပြီးအသုံးချခဲ့တဲ့အတိုင်းအများကြီး ဟိုကျင်းသိနေနိုင်မယ်လို့ညှော်လင့်ထားလို့တော့မရဘူးပေါ့လေဟုတ်ကဲ့ပါဒါပြိုင်ဘက်ရဲ့အနေထားလဲကွာတယ်ပေါ့အဲ့တော့ဒီ front foot နဲ့ပွဲမှာတော့နီးပြား Arnold Slot ကသူ့ရဲ့ဒီဟိုဇာလမာအခင်းချင်းပါပေါ့နော် shake လေးလဲပြောင်းသွားတယ်ဒီဆာလာကိုခောက်လိုက်တယ်ကွန်းလန်က Graven Bat တို့ Maglister တို့ကိုမတော်မှုခန်းစစ်ကြောင်းမှာလဲ Robertson ကိုပြန်သုံးလာတယ်ဆိုတော့အဲ့တော့ဒီပွဲမှာဘယ်လိုပုံစံမျိုးနဲ့ဒါလေပါဦးတဲ့က front back ကိုယင်းဆိုင်မလဲဒီပုံမှာလဲကိုအောင်ရဲ့အမြင်လေးပြောပြပါဦး အမ် brand phone နဲ့ပွဲမှာတော့ပြီးခဲ့တဲ့ front pad နဲ့ပွဲတော့လို့ကျွန်တော်တို့ full fat တွေအခန်းခဏပေါ့အဲ့အခန်းခဏကိုသူတို့ကဒါ win hole ရာနေရာမှာပေးပြီးတော့ဒီ sala တို့ဒီတောင်မတိုက်ဆက်ကစားသမားတွေကဒီ hash pay တဲ့တိုးဝင်တဲ့ပုံစံမျိုးကိုကျွန်တော်ပုံပြီးသဘောကျတယ်အဲ့လိုဆိုရင်တော့ဒီသူရဲ့ဒီ level အသိန်းကွင်းလေးရဲ့ဒီ our front our sorry ဒီ brand phone အသိန်းရဲ့ဒီခန်းစစ်ကိုချဲထုတ်နိုင်တဲ့အနေအထားမျိုးလေးဆိုရင်သူရဲ့ခန်းစစ်မှာနည်းနည်းလေးအပေါက်ပြဲလေးတွေနေရာလွတ်လေးတွေ position အောက်တဲ့အနေအထားမျိုးတွေဟိုဖြစ်လာမယ်လို့တော့ကျွန်တော်မျှော်လင့်နေပါလေအဲ့အဲ့လို our အဲ့လိုမျိုးပဲကစားမအောင်ရမှာ တခုရှိတာကဒီ Brandford ကိုလဘာဘူးအနေနဲ့ဂိုးစောစောပြေးလို့တော့မရအောင်ဘာလို့လဲဆိုတော့ဒီ Premier League အသင်း20ထဲမှာဒီရာသီမှာဒါ Brandford ကဒီလက်ပြဘောပဲမြောက်မြောက်ဒီစပ်ပီနေပဲလှုပ်လှုပ်တောင်းကန်ဘောပဲကန်ကန်သူတို့ကအချိန်ခိုးတဲ့ထဲမှာလောကနံပါတ်1အသင်းပဲအဲ့အဲ့အားလေးကတော့နည်းနည်းသွားပြီးထူးကြရပါတော့အဲ့တော့လဘာဘူးနဲ့ဂိုးစောစောပြေးလို့တော့မရအောင်သူတို့ရဲ့ဒီအမြင်ဘောတွေကိုတော့အကောင်းဆုံး defend လုပ်နိုင်မှုတော့လိုတယ်တခုရှိတယ်အဲ့ဒါပြီးခဲ့တဲ့ပွဲရလိုမျိုးကျွန်တော်တို့ဒီကွင်းလေကစားသမားတွေဒါ ားသိကြုံနဲ့ဆိုဖို့ဆိုင်ရာလက်ရှိချိန်မှာအကောင်းဆုံးအတွက်ဖက်လို့ကျွန်တော်ယူဆတယ်အဲ့တိုင်းပဲပြန်သုံးတင်တယ်ဒါပေမဲ့တခုချီတာသူတို့ရဲ့ဒီနေပြည်တော်ပိုင်းမှာဒီဟိုဟာဘယ်လိုပြောမလဲဒီဖူဘတ်ရဲ့ဒီအနေထားကိုသူကဝိဟိုဝါတွေကိုပြီးပြီးတော့ဒီတောင်မန်တိုက်ရဲ့ဂက်ဘူပဲဖြစ်ဖြစ်ဒီမိုဆလာလိုပဲဖြစ်ဒီကစားသမားတွေကိုဂိုးပေါင်းနဲ့နီနီလေးနေရာမှာထားပြီးတော့ကစားသွားမယ်ဆိုတော့အိုက်ကီတီကီနဲ့ပေါင်းဆက်ပြီးတော့ကစားသွားမယ်ဆိုတော့ရလကောင်တစ်ခုတော့ဟိုရမယ်လို့ဆိုကျွန်တော်မျှော်လင့်နေပါလိမ့်ဒါပေမဲ့တေချာတော့ဒီဘရန်ဖိုးရဲ့ဒီလောင်ဘောတွေကတော့တော်တော်လေးတော့ ိုခက်ခဲတော့တားဆီးအောင်လို့ကျွန်တော်ယူဆတယ်ဗျမှန်ပါတယ် brand four ကစားတဲ့ပုံစံကလည်းဒါကွဲထွက်နေပါတော့တခြားအသင်းတွေလည်း service ကိုအသားပေးတာပဲ arsenal ဆိုရင်ဒါ down gun ball တွေအာအပြူကစားတယ် chelsea လို့ဆိုလည်းအဲ့လို down gun ball တွေတော်တော်လေးအသားပြူပြီးအဲ့ရနေပြီးတော့သူတို့ပွဲရဲ့တကယ်ကိုအရေးပါတဲ့အလှည့်ပြောင်းတွေကိုလည်းအကျဉ်းချင်းဖန်တီးထားကြတယ်သူကကျတော့အဲ့ထက်ပို့ပြီးဟိုသူကစားတဲ့ပုံစံသူဒီ long throw တွေနဲ့ဒီ long ball တွေနဲ့ကစားတဲ့ပုံစံတမျိုးအဲ့ထက်မှမှ ကိုတတိထားမိတဲ့ချက်ကတိုက်စုံမှုအီဂေါတီယာကိုရဲ့အခန်းကဏ္ဍနဲ့တော်တော်လေးကိုအရေးပါတယ်။ဒီယာတီမှာဆိုရင်သူက twin ကို9ခုလောက်တွင်းထားတယ်။ဝက်ဆန်တဲ့ဘွဲမှာဆိုရင်ဒီတတိယောက်ထဲကန်ချက်6ဂျင်လောက်ရတယ်။ကိုဘော်တဲ့ကန်ချက်3ဂျင်လောက်ရှိတယ်။လက်ဘက်ဧရိယာထဲမှာဒါဘောလုံးထိချက်10ဂျင်လောက်ရှိတယ်။တော်တော်ကိုသူ့စီကလုံအားလုံးကအရန်ကြောက်ဖို့ကောင်းတယ်။နောက်တစ်ယောက်ကဒါဒီလောင်ထရိုးတွေကိုအဓိကအပြုတ်ကစားတဲ့ Carrodi ဆိုလည်းဒီတပွဲထဲမှာဝက်ဆန်တဲ့တပွဲထဲမှာ chain create ခုနှစ်ကြိမ်ထိလုံနိုင်တယ်တော်သူတို့စီမှာလုံအားလုံးကလည်းအရန်ကိုကောင်းတယ်ဆိုတော့ဒီပုံမှာလည်း Brand Pro အတင်းရဲ့ကစားဟန်နဲ့ပတ်သက်ပြီးတော့ K Andrew ရဲ့ နီးသူဟာတွေပေါ်မှာသုံးသက်ပေးပါဦးဟုတ် kick andrew က imposition မှာတော့ဒီ thomas friend နဲ့အများကြီးမပြောင်းလဲပါဘူးဒါပေမဲ့ထူးခြားတာကသူတို့ဒီရသည်မှာဒီ liverpool ကစားသမားဟောင်းနေအများကြီးရှိပါတယ်ပေါ့လေ liverpool ကစားသမားဟောင်းနေအများကြီးတွေကမှ handerson နဲ့ဒီ ego tiago ရဲ့ဝင်ရိုးလေးပေါ့အဲ့ဒါတော်တော်လေးလှတယ် handerson ရဲ့ဒီမကြည့်ဘဲနဲ့သူတစ်ချက်တိလှမ်းပြီးတော့အရှိကိုကန်တင်ပေးလိုက်တဲ့ပုံစံကဒီ ဒီအဲ့ဘောလုံးရဲ့ quality weight of pass ကတော်တော်လေးကောင်းနေဒီကိုတိယတရာကိုရဲ့ပြေးလန်းချောင်းလေးကိုရောက်တယ်အေးဒီတိုက်စင်မှုကလည်းဒီအန်ဘူးမိုရဲ့နေရာကိုအပြည့်ဝကြီးမဟုတ်ရင်တော့မတော်တော်လေးအစားထိုးဝင်ရောက်နိုင်တာကိုတွေ့ရတယ်အဲ့တော့ဒီ auto position အပိုင်းနဲ့ပြန်ကြည့်မယ်ဆိုတော့ Thomas Frank နဲ့နည်းနည်းလေး꽈ချားတာကိုတွေ့ရ꽈ချားတယ်ဆိုရယ်သူနည်းနည်းလေးပို့ပြီး modify ထပ်လုပ်ထားတယ်ပေါ့လေ ထူးခြားတာပါလဲဆိုတော့ goal kick ဒီမပြိုင်မဲ့ရဲ့ဒီ initial phase goal kick ဒီဥမာဒါပြီးတော့ liverpool ဆိုဒီမမဒါရှစ်ဗီလီဒီ goal 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 စီမှာတဲလိုက်မှာစကံမယ်ဆိုတဲ့အနေထားမျိုးမှာသူတို့တက်နိုင်တဲ့လောက် high pressing man to man သွားတာကိုတွေ့ရတယ်ဟိုဒီဒီယာဒီမှာပေါ့လေဒီ Kate Andrew ရဲ့အသင်းမှာအဲ့တော့ပြီးခဲ့တဲ့ပွဲမှာ Liverpool ကဒီတူတူဒီ Beta shape ကိုတည်တယ်ပေါ့လေဒီ Konate ရဲ့ Van Dijk ရဲ့သူ့ရှေ့မှာ Sobo slide တက်တဲ့ကြောင့်အဲ့ ကဲရန်ဒူးရဲ့ present ကကြတော့နမတ်စစ်ပြိုင်ပဲနမတ်စစ်ကစားသမားနှစ်ယောက်ကိုတော်တော်လေး like ကာတာကိုတွေ့ရဒီ dance cut ဖြစ်ဖြစ်မယ်ဒါမှမဟုတ် janet ဖြစ်ဖြစ်မယ်ဒီဘက်ကတော့ ego တရားကိုပေါ့လေအဲ့ကစားသမားနှစ်ယောက်ကဒီကတိဂျုံနဲ့ဒီ sports line ဟိုတာတေချာလေး꽌ပြီးတော့ကစားမယ်ဆိုရင် liverpool ကဘေးဒက်မှာနည်းနည်းလေးရုံးကန်ရတယ်အဲ့တော့ဒီပွဲစဉ်မှာဒီ macalester ကိုပါဒီ3 2 shape ပေါ့လေဘေးဒက်ရဲ့2 3 shape ခေါ်မှာ2 3 shape နဲ့ပြန်တယ်မလား macalester ရဲ့ကတိဂျုံရဲ့ sports line ရဲ့ထပ်သုံးမလား isat နေရာမှာကျွန်တော်တို့ဒီ activity key ကိုပဲသုံးမယ်ဒါမှမဟုတ်ဒီ gap ကို line နဲ့အောက်ပြီးတော့ sala ကိုသုံးမယ်အဲ့လိုပုံစံမျိုးသုံးပြီးတော့ကွင်းလေကိုပို့ပြီးအားပြုပြီးတော့ bidet နဲ့သွားမလားဒါမှမဟုတ်ရင်တို့ဒီ activity key ရဲ့ခေါင်းပေါ်ကိုလောင်းဘောတွေနဲ့သွားမလားဆိုတာတော့ကျွန်တော်တို့တစ်ချက်ထပ်ပြီးတော့စောင့်ကြည့်သွားအောင်မယ်ဒီ kick andrew ရဲ့အသင်းမှာတော့ high pressure ကိုပေးတာနည်းနည်းထူးခြားတယ်ပေါ့လေရှေ့ရသည်ဒီမှာတို့တို့ဒီပြိုင်ဘက်တွေရဲ့ဒီကွင်းလေကစားသမားဒီ number set row တွေကိုတို့လွတ်လွတ်လပ်လပ်ဘောလုံးပေးကင်တာကိုတွေ့ရဒီရသည်မှာတို့တက်နိုင်တဲ့လောက်လေး aggressive ရှိရှိနဲ့ high pressure ပေးတယ် high pressure ပေးရင်နောက်က defensive line ကလည်း light မြင့် ပြောဆိုလိုချင်တာ high present pp ဒီ mid block နဲ့ပဲဖြစ် low block နဲ့ဖြစ်သူတို့ရဲ့နောက်ဆုံးခံစားကစားသမားရဲ့ line ရဲ့အစီးနဲ့ထိတ်ဆုံးကစားသမားရဲ့အစီးကတော်တော်လေး combat ဖြစ်တာကိုသွားပြီးတော့တွေ့ရတယ်။အဲ့တော့ liverpool အနေနဲ့ဒီအချက်ကိုတော့ဒီ bedet မှာကတိကျုံ support slide နောက်ထပ် plus 1 magalester သုံးမလားကျွန်တော်စောင့်ကြည့်သွား။ဟုတ်ကဲ့ပါဒါ frankfurt ရဲ့ဒီတောင်ပံ့နေကြီးလိုက်တော့လဲတော်တော်မြန်တဲ့ jungle ultra ra တို့ဒါ kevin shader တို့ရှိတယ်။ကွဲလမ်းမှာလဲ fanny mu အားလည်းကောင်းတယ်ကစားကွက်တည်ဆောက်မှုမှာအရေးပါတဲ့ dance gap ရှိတယ်တိုက်စစ်မှာလည်းအန်နီယေပေးနိုင်တဲ့ Igor Dia ကိုရှင်ဆိုတာဒါ Liverpool ခန့်စစ်အတွက်လည်းဒါသတိထားမယ်ချက် Liverpool ကပြီးခဲ့တဲ့ဒါ May လောက်ကစကြည့်မယ်ဆိုရင်ဒါ Premier League မှာနှစ်ဂိုးနဲ့ထပ်ပေးထားတဲ့ပွဲ၈ပွဲတည်း၁၂ပွဲမှာ၈ပွဲလောက်ကအဲ့လိုပေးထားတယ်သူတို့ခန့်စစ်ကြောင်းဂိုးတွေပေးနေရတဲ့အချက်ကတော့တော်တော်လေးစိုးရင်ပိုကောင်းတယ်ဆိုတော့အဲ့တော့ဒီပွဲမှာရောဒီနှစ်သင်းကြားမှာဘယ်ချက်ကအဓိကပွဲကိုအဆုံးဖြတ်ဖြစ်သွားနိုင်လဲ Owen ရဲ့အမြင်လေးလေးပြောပြပါဦး အဓိကဟိုကျွန်တော်တို့ကျွန်တော်တို့စောစောပြောခဲ့သလိုပဲ brand four ကတော့သူတို့အားသာတဲ့ဒီ long ball တွေဒီသူတို့ရဲ့ဒီအမြင်ဘောတွေနဲ့ပဲသူကအဓိကကြိုးစားမှာပဲဒါပေမဲ့တခုရှိတာကဒီ brand four မှာကဒီတိုက်ဆက်ဆင်းတဲ့အနေအထားမျိုးဒီ offensive အနေအထားမျိုးမှာတိတ်ပြီးတော့မျက်မှန်စစစဉ်းစားနေရတာမရှိဘူးအဓိကကွင်းလင်ကနေ pass အတခုဟိုဟာဘယ်လိုပြောသူတို့ ball တွေ data play တွေပေးနိုင်တာကစားသမား2ယောက်လောက်ပဲရှိအဲ့ဒါ damage cut နဲ့ anderson နဲ့ဒီကစားသမားတွေကအဲ့ဒီကစားသမား2ယောက်ရဲ့ပေးပို့တဲ့ဒီ personal lane တွေမှာအဓိကဖြတ်ထွက်မှာက sharden နဲ့ ဒန်ကိုအော်တာတာပဲရှိတယ်။နောက်ပြီးတော့ဒန်ကိုဟိုတီယာကိုကလည်းဒီလိုအနေထားမျိုးမှာတော်တော်လေးနေရာယူမှုတွေလည်းကောင်းတယ်။သူတို့ရဲ့ movement လှုပ်ရှားမှုတွေကလည်းကောင်းတယ်။အဲ့လိုမျိုးပဲဒါ area jewelry တွေမှာလည်းကောင်းမှတော်တော်ကောင်းတယ်။အထူးသဖြင့်ဒီ Kona T နဲ့ Virgin Van တို့ရဲ့နှစ်ယောက်ရဲ့ဒီ physical area jewelry ကိုပြောရမယ်ဆိုရင်တော့ဒီဒန်ကိုအော်တာကာရာတို့တီယာကိုတို့ကကောင်းကောင်းကြီးကျွန်တော်ပြောတာအောင်နောက်လုံးနိုင်တယ်နောက်နောက်ချက်ပြီးနိုင်တယ်အဲ့တစ်ချက်လေးကတော့လဘဘူးစဉ်းစားမဲ့တစ်ချက်ပေါ့ဒါပေမဲ့လဘဘူးကတော့ကျွန်တော်ခုနကပြောခဲ့သလိုမျိုးပဲသူတို့ကကွန်းလေအသာစီရောက်အောင် လုံးလို့ရတယ်သူတို့ရဲ့ကစားသမားစုဖွဲ့မှုအပိုင်းကတော်တော်လေးအားကောင်းတာတွေ့ရအဲ့အတွက်တကူးရှိတာကကျွန်တော်ခုနပြောခဲ့လို့ဒါ fullback team ကိုဝတ်ဟိုတာပေးပြီးတော့ဒီဝင်ကားတွေကိုဂိုးပေါင်းတဲ့နီနီရမှာ half speed တွေမှာတိုးဝင်လှုပ်ရှားခိုင်းရင်ဒါ AKW AKTK အခုလက်ရှိမှာပေါ်တဲ့ပုံတေချာသွားပြီဟာအစ်စကန်ထိုင်ရရတဲ့အတွက်အဲ့သူတို့ရဲ့ဒီလှုပ်ရှားမှုလေးတွေပေါ့သူကချိတ်ဆက်မှုလေးတွေပိုပြီးအားကောင်းမယ်ဆိုရင်တော့ဒီ brand 4တော့ကောင်းကောင်းရှင်းနိုင်ပြီတော့ကျွန်တော်ယူဆရတယ်ဒီဘွဲမှာတော့ကျွန်တော်ကတော့ဒီ Florian Back ကိုတော့ တိတ်မတုံးသေးချင်းဘာလို့ဆိုတော့တစ်ဖက်က physical gain ကစားမှာဆိုတော့သူ့ကိုအနေထားရောနည်းနည်းလေးဟိုဖြစ်နေဆိုတော့ဟိုဒါမှမဟုတ်တစ်ခုရှိတာက map list လက်ရှိမှာကပုံစံကောင်းအောက်ကိုရောက်နေဟိုဘယ်လိုပြောမလဲပုံမှန်ခြေစွမ်းအောင်ရောက်နေပေမဲ့လက်ရှိဒီလိုအနေထားမျိုးမှာဘာပဲပြောသူ့တော့ဟိုတုံးလို့ရတဲ့အနေထားမျိုးတစ်ခုရှိနေတာဆိုတော့အဲ့အချက်လေးတော့နည်းနည်းစိတ်ဝင်စားရပြဟုတ်ကဲ့ပါအဲ့တော့ဒီဘဘူးတင်းရဲ့နောက်ပိုင်းရှုံးပွဲတွေကြည့်လိုက်တော့လေဒီနောက်ဆုံး final 10 minute မှာနောက်ကြကိုနေပြန်ပြန်ရှုံးတာပေါ့နော်သူရှုံးပွဲတွေကြည့်လိုက်တော့ United နဲ့ပွဲမှာတော့ဒီ ဒီမိနစ်90တော့မဟုတ်ပေမဲ့ဒီမတိုင်းပြောတာ final 10 minute မှာပဲရှုံးတယ်ဆိုတော့ဒါမျိုးတွေကတို့တွေအာရုံစူးစိုက်မှုအားနေကြက်လာပါတော့ဒါလည်းကိုတို့ထက်တွေ့ရမယ်ပြီးခဲ့တဲ့ front back နဲ့ပွဲမှာတော့ညီလေးတို့ထောက်ပြခဲ့တယ်သူတို့ရဲ့ဒီဟိုကစားပုံရအောင်သူတို့ရဲ့ကစားခြင်းနဲ့ကစားဟန်နဲ့ကွတ်တီပြိုင်ဘက်ရဲ့အနေထားဝင်လာတော့အကောင်းဆုံးပုံစံရခဲ့တယ်ဒီပွဲကကြတော့အဲ့ဟာနဲ့တော့ချားနားနိုင်တဲ့ဒီပြိုင်ဘက်ဖြစ်နေတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ညီလေးရဲ့အမြင်လေးလည်းထပ်ပြီးပြောပြပါဦး ုတ်ကဲ့ဒီပွဲအမြင်လေဗာပူးကတော့ဆက်ပြီးသူတို့ရဲ့ momentum လေးကိုဆက်ပြီးတီးဆောက်ဖို့လိုတယ်ပေါ့လေဒီပြီးခဲ့တဲ့ရာသီ sorry ဒီပြီးခဲ့တဲ့ပွဲမှာဒီတပွဲကောင်းလေးထားနိုင်ပြီးတော့ရလက်ပြန်ဆိုးသွားသွားဖို့ပြန်ဆိုးသွားဖို့မဖြစ်အောင်ဆိုရင်တော့အဲလေဗာပူးကဒီအခုလက်ရှိမှာဆိုရင် AKTK Florian Vas ဒီကစားသမားနှစ်ယောက်ကပြီးခဲ့တဲ့အနီးကပ်ဆုံးပွဲမှာခြေစွမ်းပေါက်ပြသနိုင်တယ်ဒီကစားသမားနှစ်ယောက်ကိုထပ်ပြီးသုံးဖို့လိုတယ်ပြီးတော့ဆာလာကပြေဝအနားရထားတယ်ပေါ့နော်အဲ့တော့လေဗာပူးဒီပြီးခဲ့တဲ့ပွဲကရှိတ်ပတိုင်းနဲ့သူတို့ဆက်သွားဖို့လိုတယ် ဒီ fullback တွေကိုဒီ width ကိုထောက်ခိုင်းထားပြီးတော့ဒီ gapo ကအတွင်းဝင်ဝင်ဒါမှမဟုတ် gapo ကိုအနားပေးပြီး akitike အတွင်းဝင်ပြီးကစားမလားအဲညာဘက်ချမ်းမှာဆိုလဲဆာလာပေါ့နော်ဒီ iset နေရာမှာဆာလာဖြစ်လာမယ်ဒီသူတို့ရဲ့နှစ်ယောက်ရဲ့နောက်မှာ force line အနေနဲ့ florian vs ရှိပြီးတော့ဒီ queen လက်သုံးယောက်တန်းမှာ macalister katichou support line ရှိမယ်ပေါ့အဲဒီလိုပုံစံမျိုးကစားဖို့လိုတယ်အဓိက katichou က liverpool မှာတော်တော်လေးလိုအပ်တယ်ဒီဟာဒီမှာဆိုရင်ပေါ့လေဒီ သူတို့အသင်းရဲ့ဒီဒီ creator လို့ပြောလို့ရတယ်ဒီ beta play ကိုအရှုပ်ထဲကနေအရှင်းဖြစ်သွားအောင်လုံလုံနေကြဖြစ်တဲ့ဒီ trend alasan အနုမရှိတဲ့နောက်ပိုင်းမှာ liverpool ရဲ့ဒီ fast fit beta ကတော်တော်လေးရုန်းကန်တော့ကတိကျုံကိုကြည့်လိုက်တော့ကတိကျုံကအဲ့ကွက်လက်ကိုတော်တော်လေးဖြစ်နိုင်တယ်ပြည်နိုင်တယ်ကတိကျုံကိုကျွန်တော်တို့ကကြည့်လိုက်မယ်ဆိုရင်အများအားဖြင့် liverpool ပြည်သက်တွေကြားတယ်တော်တော်များပါလေကတိကျုံက average player ဖြစ်ရှိနေတတ်တယ်ပေါ့လေဘာလို့လဲဆိုတော့သူ့ရှိကနေ key pass တွေမထွက်ဘူးဒီ tempo တင်တဲ့အချိန်မျိုးမှာသူ့မှာ delay ဖြစ်နေတာကိုတွေ့ရတယ် ball progression အားနေတယ်ဒါမဲ့ဒီ ဂျိုင်ဂလော့ထွက်အာရီစလော့အဝင်မှာလီဗာပူးလိုအပ်နေတာဒါဒီ vertical tendency ကို short ချဖို့ဒီ horizontal ဘက်ကိုပို့ပြီးနည်းနည်းလေးပို့ပြီးအသားပေးဖို့ဆိုတဲ့အနေအထားမှာကတိကျောင်းကတော်တော်လေးအံ့ဝင်နေအဲဘေးထဲမှာလည်းအကြက်တွေ့နေတယ်သူကအမြဲတမ်း passing offer ကိုလှုပ်ပြီးတော့အများနဲ့တောင်းနေတယ်။သူကအများနဲ့လှုပ်ပြီးတောင်းတဲ့အခါမျိုးမှာသူ့နောက်မှာပြိုင်ဘက်ကဘလို့ပဲအခုဒီပွဲဆိုလဲဒါဒါတီယာကိုရိုးပါဘူးလိုက်ကန်ကတ်မယ်။နောက်ကနေပြီးတော့ဒီရာမုတ်ကိုလိုက်ကန်ကတ်မယ်။ဒါမှမဟုတ်အဲ့လိုဘလို့ပဲပြိုင်ဘက်ကတ်နေပါစေ။သူ့ကတိကျုံးဟေးဆိုရင်နောက်က ဒီဘောလုံးကင်ထားတဲ့ဘောအုံတာသူ့ဘောလုံးပေးရတာကိုတွေ့ရတယ်။ကတိကျောင်းကလည်းဟို100%မဟုတ်ဘူးမြဲ90%ကိုင်တုံးလောက်မှာဒီဘောလုံးကိုဒီဘော progression လုံးနိုင်တဲ့အသိန်းပေါ်ကစားသမားစီကိုပို့နိုင်ပြန်ပြီးပို့နိုင်တယ်ဇီဇုံကွန်နတာပေါ့နော်ဒီဇုံတစ်ခုအရင်တစ်ခုကိုသူကတက်မန်းနေနဲ့ပြန်ပြီးကူးပြောင်းပေးနိုင်တာကိုတွေ့ရတယ်။အဲ့တော့ဒီလီဗာပူးရုံးကန်နေရတဲ့ဒီ fat face ဘေးရန်မှာကတိကျောင်းကတော်တော်လေးအရေးပါတယ်အဲပြီးခဲ့တဲ့နောက်ဆုံးပွဲမှာဆိုလေဒီ Super Slime ကမန်တော့တမတ်ခြေစွမ်းကိုပြတ်တာသွားတဲ့အနေထားမှာကတိကျုံရဲ့ပံ့ပိုးမှုကလည်း အများကြီးအရေးကြီးတယ်ပေါ့အဲ့တော့ကတိကျုံးကိုတော့ဒီဘက်မှာမက်ကလစတာပါတီဖြစ်စေမပါတီဖြစ်စေလေပါဘူးကတိကျုံးကိုလိုအပ်တယ်အဲတစ်ချိန်တည်းမှာတို့ရဲ့ shape အပြောင်းလဲဖြစ်တဲ့ဒီ width ဟိုရာဒီဒီ food coat full back ကိုဒီ high pitch ကိုတင်မယ် test liner ကို swag cap ပဲဆိုတဲ့အနေထားမှာ robertson ဖြစ်ဖြစ် gagas ဖြစ်ဖြစ်သူ့ရဲ့ height ကိုမြှင့်ဖို့ဆိုကတိကျုံးရဲ့ဒီ temporary full back role က တော်တော်လေးအရေးပါတယ်ဒါအရင်ဒိုင်ဂလော့လက်ထက်မှာတွေကဒါဗိုက်စနေရန်တို့ကတိဂျုံတို့ဒီဒီလိုရိုးကိုကစားခဲ့ဘူးလေရောဘတ်ဆိုင်းဟိုက်ကိုအမြင်ဘူးအဲ့တော့ကတိဂျုံကိုတော့လီဗာပူးဒီပွဲမှာလိုအပ်တယ်အဲခုနကိုစိုးကြီးမိကုန်းကိုပြန်ကောက်ဝိုင်းဒီပွဲအတွက်အရေးပါတဲ့အချက်ကကတိဂျုံလို့ပဲကျွန်တော်ထင်ပါတယ်ကိုစိုးကြီးဟုတ်ကဲ့ပါကတိဂျုံကလည်း front fan နဲ့ပွဲမှာတော်တော်လေးကိုကွင်းလယ်မှာသူ့ကိုအသုံးပြုလိုက်တာဒါနီးပြရဲ့ဆုံးဖြတ်ချက်မှတ်ကန်နေဆိုတာကိုတက်တည်ပြခဲ့တယ်အဲ့တော့ဒီပွဲမှာဖီအားတွေများနေတဲ့လီဗာပူးတင်သူတို့အတွက်အရေးတကြီးလိုအပ်တဲ့နိုင်ပွဲကိုရှာဖွေနိုင်မှာဒါမှမဟုတ်အသေးကြီးနေတဲ့တွေ့ရင် အကောင်းဆုံးပုံစံပြတတ်တဲ့ဒီ brand foot တင်ရပဲထပ်ပြီးတော့လေပါဘူးကိုဒုက္ခပေးသွားအောင်မလားဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့အခုတို့ Sunday မှာအတူတူစောင့်ကြည့်ကြအောင်ပါဟုတ်ကဲ့ပါအခုကျွန်တော်တို့တုံ့တက်ပေးခဲ့တာကတော့ brand foot နဲ့လေပါဘူးပွဲစဉ်ပေါ်မှာကျွန်တော်တို့ညီကိုတွေရဲ့အမြင်လေးပဲဖြစ်ပါတယ်အခုလိုအချိန်ပေးစောင့်ကြည့်ကြတဲ့ soccer hobby တတိအားလုံးကိုကျေးဇူးတင်ပါတယ်